နမဲကျော်ဘရာဇီးတိုက်စစ်ကစားသမားနေမာဟာလာမယ့်2025-26ရာသီအတွင်းအိုရောပါမှာပြန်ကစားဖို့စီစဉ်နေပြီး၎င်းရဲ့အေဂျင့်ဖြစ်သူဇဟာဗီဟာဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်အပါအဝင်အိုရောပါထိပ်တန်းအသင်းတွေနဲ့ချိတ်ဆက်နေရလို့သိရပါဗျ။33နှစ်အရွယ်နေမာဟာဇန်နဝါရီမှာ Sorry Club အဟီလာအသင်းနဲ့နှစ်ဦးသဘောတူစာချုပ်ဖြတ်သိမ်းပြီးတဲ့နောက်လက်ရှိမှာ၎င်းရဲ့ professional ကစားသမားဘဝအစတင်ရာ Brazil Club Santos အသင်းမှာ6လစာချုပ်နဲ့ကစားနေပါဗျ။နေမာဟာ Santos အသင်းမှာခြေစွမ်းပြကစားနေတာကြ ောင့်ဘရာဇီးလူရွေးစဉ်အသင်းမှာပြန်လည်ရွေးချယ်ခံထားရပါတယ်။နေမဟာလာမယ့်ရာသီမှာဥရောပမှာပြန်လည်ကစားဖို့ဆန္ဒရှိနေပြီးအခုအခါ၎င်းရဲ့အေဂျင့်ဖြစ်သူဇဟာဗီဟာအသင်းဟောင်းဘာစီလိုနာဘိုင်ယန်မြူးနစ်အပါအဝင်ဥရောပထိပ်တန်းအသင်းတွေနဲ့ချိတ်ဆက်နေရလို့သိရပါတယ်။ဘာစီလိုနာအသင်းအနေနဲ့နေမာကိုပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားမှုနှဲပါပေမဲ့လည်းဘိုင်ယန်မြူးနစ်ကတော့၎င်းကိုခေါ်ယူဖို့စဉ်းစားနေရလို့သိရပါဗျ။နေမာရဲ့အေဂျင့်ဖြစ်သူဇဟာဗီဟာပရီးမီးယားလိဂ်ကလပ်တွေနဲ့ပါချိတ်ဆက်နေပေမဲ့ကစားသမားအနေနဲ့ အင်္ဂလန်ကိုပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားမှုနှေးပါနေတယ်လို့သိရပါဗျ။နေမာအနေနဲ့ဘာစီလိုနာအသင်းကိုပြန်လည်ပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီးလာစာရှုပ်ယူမယ်လို့ပါကန့်လန့်ထားတယ်လို့သိရပါဗျ။ဆန်တိုးစ်အသင်းကလည်းနေမာကိုလက်လွတ်လို့ခြင်းမရှိပဲစာချုပ်တဲ့ချုပ်ဆိုဖို့အသင်းရှိနေရလို့သိရပါဗျ။